င်္ဂလာပါခင်ဗျာမင်္ဂလာပါကျွန်တော်တို့ဒီနေ့သတင်းစာချန်နယ်များဖတ်ကြားခြင်းပထမပိုင်းအစီအစဉ်ပါခင်ဗျာအဲ့တော့ကုတူရေကျွန်တော်ဒီနေ့ထွက်လာတဲ့သတင်းစာချန်နယ်ကြီးမှာအဓိကတွေ့ရတာတော့ဒီ2015ရွေးကောက်ပွဲနဲ့ဒေါန်ဆန်းစုကြည်တမရဖြစ်ရေးကိစ္စပါအဲ့တော့ဖွဲ့စည်းဖို့အခြေခံဥပဒေပြင်မလားမပြင်ဘူးလို့ပြောကြာဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတွေ့ကြပါတယ်နောက်တစ်ခုကတော့ဒီနှစ်ကုံပိုင်းဆိုတော့ဒါဒီနှစ်ရထူးခြားတဲ့ဒါ new maker တွေပေါ့နော်သတင်းသတင်းလောကမှာထိတ်ကရောက်နေတဲ့လူတွေအကြောင်းတွေဒါ personal တကြီးရတဲ့အကုန်လုံးရွေးကြတာရှိပါတယ်အဲ့ဒါ hot news မှာရေးထားပါတယ်ဗိုလ်ချုပ်ကြီးတန်းရွှေလည်းအဲ့ထဲကတယောက်ပါပါတယ်အဲဒီလိုပဲဒီမှာမျိုးစီမမှာရေးထားတာဆိုခဏပြောတဲ့ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပေါ့နော်ဒါလည်းနှစ်ကုံပိုင်းမှာပို့ပြီးတော့ပြင်းထန်လာတဲ့သဘောပါအဲ့တော့ဒွန်ဆန်းစုကြည်တမရဖြစ်ရေးအတားဆီးဖြစ်နေတယ်ဆိုတဲ့ပုံမှမပြင်ဖို့အကြံပြုထားတဲ့စာပေါ့ငါးရောင်ကျော်ရတာလေဆိုပြီးတော့မှဥအောင်သေးလင်းပြောတဲ့ဟာပါအဲ့ဒါမျိုးလည်းကျွန်တော်တို့တွေ့ပါတယ်အဲ့တော့ဒီမှာအာဒီဒါကတော့စီဥစီကျုပ်ဟောင်းလည်းဖြစ်ဥတင်ဥက ဟော့နျူးစ်မှာ ပြောထားတာရှိပါတယ်။ဒေါန်ဆန်းစုကြည်တမရဖြစ်မှာတာဝန်ပြီးမယ်ဆိုပြီးမှဥတင်ဦးကယုံကြည်ထားတယ်ဆိုပြီးပြောပါတယ်။အထူးကတော့ဒေါန်ဆန်းစုကြည်ကတိုက်ပြည်နဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးမှာတဲ့အထူးသဖြင့်တိုင်းသားစီးလို့ညီညွတ်ရေးနဲ့ပတ်သက်တဲ့အမျိုးသားရေးကိစ္စအပေါ်မှာထိတ်ဆုံးကနေလုံနေပါတယ်တဲ့တီးကြပြောရရင်ဒေါ်ဆန်းစုကြည်တမရဖြစ်မှာကျွန်တော်ရဲ့တာဝန်ပြီးမယ်လို့ကျွန်တော်ခံယူထားပါတယ်ဒါတော့စေဦးစည်းချုပ်ဟောင်း ဒါသူရဥတင်ဥရဲ့ဒါသဘောထားပါအဲ့ဒါတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဗျာနှစ်ကုံစင်းရှင်းနေပေါ့ဗျာဟုတ်ကဲ့ဒီနိုင်ငံရေးကျင်းသားတွေလည်းနှစ်ကုံလွတ်ပေးမယ်တို့ဒါအဲ့ဒါတွေကလည်းအခုဆိုရင်နှစ်ကကုံဘူးကလည်းလင်းငါရဲ့ပဲလို့တော့တာပေါ့နော်ဆိုတော့ကျွန်တော်စီမာကတော့အဲ့နှစ်ကုံမှာပဲထပ်ပေါ်လာတဲ့ဟာပေါ့ဗျာငွေစီဝါကိစ္စပါဟုတ်ကဲ့ပါငွေစီဝါတွေကလည်းအဲပူများလာလို့ပြောကြသူလည်းပြောကြတာပေါ့နော်အဲ့တော့ဒီညစီမာမှာပါတဲ့သတင်းလေးနဲ့ hot new မှာပါတဲ့သတင်းလေးပေါ့ဗျာဟုတ်ကဲ့ ဆိုတော့ဒီ hot new ပါတဲ့တဲ့ဒိုလေးကိုအရင်ပြောရရင်တော့ဒီခရားနဲ့ရှမ်းနယ်ဆက်ပေါ့နော်ရှမ်းပြည်နယ်ထဲမှာအဆက်မှရှိတဲ့ဖဲခုံမှာအလုတ်ကန်ရှားပါမှုကြောင့်နဲ့ဘိန်းကင်းနေစားလိုက်သူများပြားလာဆိုတော့ဘိန်းကင်းနေမှာနေစားလိုက်သူတွေအောင်များပြားလာတယ်ဆိုတော့ဘလောက်စိုက်နေလဲဆိုတော့တွက်ကြည့်ကြတော့ပေါ့နော်ဒီကရမ်းဒေသပေါ့နော်ဒီနယ်တွေကရှမ်းပြည်အဆက်ဒေသတွေကဟိုနိုင်ငံခြားမှာလှုပ်သွားလို့တာများတယ်ထိုင်းပြည်ကိုသူကမလေးတို့နိုင်ငံတကာသွားတာပေါ့ လူမကြံဘူးအဲ့ကြားထဲမှာအလုတ်တရားလဲလဲလုတ်တရားလဲအစင်မပြေဆိုတော့ဘိန်းကြီးနေစားလိုက်တဲ့လူများလာတယ်တဲ့နောက်တစ်ခုကလည်းမွေးစွာတိုက်ဖြတ်ရန်ပူပေါင်းဆောင်မှုအားနေခြင်းနဲ့ငိမ့်ချမ်းရေးကိုအဟံတားဖြစ်ဟု RCSS သုံးသပ်ဆိုပြီးတော့မျိုးစိမမှာပါတာပါဒီ RCSS ဆိုတာကတော့ဒါဒီရှမ်းပြည်ပြန်လဲတူတော်ရေးကောင်စီပေါ့ဗျာတော်ဒီ SSC ရှမ်းပြည်တက်မတော်လို့လည်းပြောလို့ရတာပေါ့ဆိုတော့တို့ကဒီသူ RCSS ရဲ UNODC ရဲ့ပေါ့နော်ကွာကလုသမဂ္ဂမြေစီဝါနဲ့ တမူခင်တိုက်ဖြည့်ရုံပေါ့အဲရှမ်းပြည်နယ်ပြန်လဲတောင်ရဲကောင်စီနဲ့နောက်ပြီးတော့ငွေစီဝါတိုက်ဖြည့်ရေးအစိုးရနဲ့ပေါ့သုံးပွင့်ဆိုင်သူတို့လောက်တာအစိုးရဘက်ကပူပေါင်းဆောင်ရွက်မှုမရှိပါဘူးဆိုပြီးတော့အစိုက်တာတွေပုံများလာတယ်လို့ထုတ်လို့တာလည်းပုံများလာတယ်ဆိုပြီးတော့မျက်စိမှမထုတ်ထားတယ်သတင်းလေးပါဗျဟုတ်ကဲ့ဟုတ်ကဲ့ဒီသတင်းလေးနှစ်ပုဒ်ပူတော်ကြီးဖတ်ပြလိုက်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီခဏလို့ဒီနေ့သတင်းတွေသတင်းစာရေးထဲမှာအဖုံးတွေကနေအဓိကပါလာတာတော့ကျွန်တော်တို့မန္တလေးကမောင်ကိန်းရွှေဆိုင် ဒီလူရဲမှုနဲ့ကိစ္စပြီးတော့ပတ်သက်ပြီးတော့ပါအဲ့ဒါဟုတ်ကဲ့ပါဒီလူရဲတဲ့လူကိုလည်းတကယ်တော့ဖမ်းနိုင်ခဲ့ပါလို့ဖမ်းပြီးတော့မှ तू က3လစ်ပြီးတော့မှအခု C ယုံမှာ3ပြန်ရလာတဲ့အချိန်မှာဘယ်သူဝယ်ဝါဆိုတာမျိုးပေါ်လာပြီပေါ့ဗျာအဲ့တော့မောက်ကင်းရွှေဆိုင်ဓမြတိုက်သူအတုံးပြတဲ့လက်ထက်မှာတဲ့ဦးလေးဖြစ်သူကိုကန့်လွှတ်တော်ကိုစလေရဲ့လုံညိုရေးထံကနေယူလာဆိုပြီးတော့မှရေးထားပါလေအဲ့ဒါရန်ကုန်တိုင်းမှာရေးထားတဲ့ဟာပါဒီလိုပါပဲတော်တော်များများပေါ့အဲ့ဒါဒီစံတော်ချိန်မှာရေးထားတာဆိုရင်ဒီမောက်ကင်းရွှေဆိုင်တနက်ဖောက်လူရဲသူ လောက်ကိုင်းတဲ့နေထိုင်သူတဲ့ကိုငတ်လူမျိုးဖြစ်ဆိုရေးထားပါတယ်အဲ့တော့ရေးထားတာကအကုန်လုံးသတင်းကြောရိုးကအတူတူပါပဲကျွန်တော်ရန်ကုန်တိုင်းဟာပဲအဲနည်းနည်းဖတ်ပြရရင်တော့ဒီမန်လေးမြို့ချမ်းအေးတာဇံမြို့နယ်ထဲမှာတဲ့မောင်ကင်းရွှေဆိုင်ကိုဒီဇင်ဘာလ24ရက်နေ့ညနေပိုင်းကတနက်ကင်ဆောင်ပြီးတော့လူရသူရဲ့ဦးလေးဟာတဲ့ကိုကံအမျိုးသားလွတ်တော်ကိုစလေလောက်ကင်မှာရှိတဲ့နေအိမ်လုံးမျိုးကြီးအစောက်ထမ်းကနေရယူယူလာတာဖြစ်ကြောင်းနဲ့သတိပြန်ရစင်မှာထွက်ဆိုပါတယ်ဆိုပြီးတော့မှဒါမန္တလေးတိုင်း ဒေတာကြီးရဲတပ်ဖွဲ့မှုယုံကပြောတဲ့ဟာပါသူနာမည်ကဒါအာရှန်နဲ့အသက်30ပါကိုကန်လူမျိုးလောက်ကင်မှနေပါတယ်တဲ့သတင်းဖြစ်သွားတော့ဗျအဓိကတော့အာလွှတ်တော်ကိုစလဲရဲ့လုံခြုံရေးတနက်ကိုယူလာပြီးဓမြတိုက်တာမျိုးဖြစ်သွားတာပေါ့ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုတော့ဒီမှာကတော့ကျွန်တော်တို့ဒီမြစည်းမသတင်းလေးပါပဲဗျဟုတ်ကဲ့ဒါနှစ်နှစ်အတွင်းမှာတိုင်းနယ်ပြည်နယ်တွေမှာပေါ့နော်လုံသမားအငင်းပွားမှု1500ကျော်ဖြစ်ပွားခဲ့တယ်။ဆန္ဒပြမှုပေါင်း360ကျော်ကိုသာ ဝန်ကြီးဌာနအဖြစ်ရှင်းပြနိုင်ကြတယ်ဆိုတော့ဒီနှစ်နှစ်အတွင်းမှာတော့လုံသမာဒီဆန္ဒပြမှုတွေ1500ကျော်ညှင်းပွားမှုတွေဖြစ်တယ်ဆိုတော့တိုင်းနဲ့ပြည်နယ်လုံသမာဆန္ဒပြမှုညှင်းပွားမှု1500ကျော်ဖြစ်ပွားခဲ့ပြီးဝန်ကြီးဌာနမှာဆန္ဒထုတ်ဖော်မှု360တမှုကိုသာဖြစ်ရှင်းပြနိုင်ခဲ့သည်ဟုလုံသမာလုပ်ကိုင်တဲ့လူမှုဖုံတို့ရဲ့ဝန်ကြီးဌာနလက်ထောက်ညွန်မှုဒေါ်ကြည်ကြည်ဝင်းကနိုဝင်ဘာ24မှာမျိုးစိမကိုပြောကြားတယ်ပေါ့နော်ဆိုတော့ဒီမှာတော့ရေးထားတာအများကြီးပေါ့ဗျာဟိုလူသမားတွေရဲ့နေနာချက်တွေ ဒီစစ်စစ်ပွင့်လင်းအလုသမားရေးရာဌာနဒေါ်တော်မမဦးကလည်းအလုသမားသမကအလုသမားအချင်းချင်းဖြည့်ရှင်းပေးကြတာလည်းများတယ်ပြောရရင်တော့ဗျာချုံပြီးပြောလိုက်ရရင်တော့အလုသမားတွေရဲ့အခြေခံလစာအချင်းဘူးလောက်ကဒါနဲ့မမျှမတနဲ့အလုသမားတွေကလစာတိုးဖို့တောင်းဆိုမှုတွေကလည်းပုံများတာတွေ့ရတယ်ဗျတော့အလုခွင်မှာဟိုနှိမ့်ချခံမှုကြောင့်လည်းတောင်းဆိုတာရှိပဲနဲ့အဓိကအများဆုံးတောင်းဆိုတာကတော့လစာတိုးပေးဖို့ကိစ္စတွေတောင်းဆိုတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေ ြောထားပါတယ်ဗျာလူသမားရေးတွေကလည်းနှစ်ကုန်မှာတော့မငိမ့်သေးတဲ့အခြေအနေပေါ့ဗျာဟုတ်ကဲ့ဒါဖြည့်ရှင်းပေးနိုင်တာနည်းနည်းလေးဖြစ်နေပါတော့နော်ဟုတ်ကဲ့ပါစဉ်းစားနှစ်ပတ်လောက်ဖြစ်နေအဲ့တော့ကျွန်တော်ဒီစီးကိန်းနဲ့ပတ်သက်ပြီးတော့မှအခုနောက်ဆုံးဒါထွက်လာတဲ့ဟာပေါ့ဗျာဒါစီးကိန်းလည်းပြီးသွားပြီဆိုတော့အဲ့ဒါဒီမှာယဉ်ကျေးမှုဝင်ကြီးကလည်းပြောပါတယ်11မှာပါတာပါသူပြောတာတော့ဒါအကုန်လုံးချက်9ဘီလီယံလောက်သုံးဆွဲခဲ့ရပါတယ်အဲ့ဒါတော့ဒီဈေးဒီလည်းသူရှင်းပြထားပါတယ်ဒါဒီကြောင့်ယူကြီးဦးအေးမြင့်ကျူကပြောတဲ့ဟာစီကိန်းစီရင်ရှင်းတန်းပေါ့စီရင်ရှင်းတန်းပေါ့အဓိကတော့ နှစ်ခုပြောမှာပေါ့အသုံးစေးကေဘာလို့ဆိုအသုံးစေးကိစ္စဒီမှာတခုရှိပါတယ်ဒီ hot news မှာပဲဒီဖြူဖြူကျော်သိန်းကပြောထားတာရှိပါတယ်စီးကိန်းမှာအဆုံးစွန်ထိဂုံယူနိုင်ပါဘူးဆိုပြီးသူပြောထားတာရှိပါတယ်အဓိကတော့ဒီအသုံးစေးဒီကများလို့အကြည့်ရပေါ့နော်ကျမကြီးအတူအသုံးလိုက်မယ်ဆိုရင်ဒါအကျိုးရှိသွားနိုင်တယ်ဆိုတာမျိုးသူ့အမြင်ပေါ့ဗျာနောက်တစ်ခုကတော့ဒီမြန်မာပြည်မှာစီးကိန်းကိစ္စမှာတရုတ်တွေကပဲအဓိကလာပြီးညှို့ချသွားတယ်ဆိုတာမျိုးပြေဝဂုံယူဖို့ ကုံမယူနိုင်သေးပါဘူးဆိုဖြူကျော်သိန်းပြောထားတဲ့ဟာရှိပါတယ်ဒါ hot news မှာပေါ်တော့အဲ့ဒါကိုရင်းကျုံဝန်ကြီးကပြောထားတာကတော့ဒီတရုတ်နိုင်ငံကလာကူတဲ့ကိစ္စကတော့ဩတဲ့ကျွန်တော်တို့နိုင်ငံကသမရာကြီးကနေပြီးတော့မှတရုတ်နိုင်ငံသမရာကြီးကိုစီကင်းကြီးလုပ်မယ်နီးပညာအကူအညီပေးပါဆိုပြီးတော့မှပြောခဲ့ပါတယ်အဲ့ဒါလာကူတာပါတဲ့ကျွန်တော်တို့ရင်းကျုံမှုဒီလိုမျိုးရှိတယ်ဆိုပြီးတော့မှပြောပြထားတော့တရုတ်နိုင်ငံသားပညာရှင်တွေကနေပြီးတော့မှလည်းသူတို့နဲ့ညှိနှိုင်းပြီးတော့မှလုပ်ခဲ့တဲ့ဟာပေါ့နော်အဓိကပြောချင်တာတော့တရုတ်ကကူပဲကူခဲ့တာပေါ့နော်တရုတ်ကဒါဟိုမြန်မာပြည်ပေါ် တို့ညွှန်ကြားခဲ့တာလွှမ်းမိုးခဲ့တာမျိုးတော့မဟုတ်ပါဘူးဆိုပြီးတော့မှဦးအမြင့်ကအရှင်းပြတယ်ဟာပါအဲ့တော့ဒီအမြင်နေနဲ့ပတ်သက်ပြီးတော့လဲဒီလောက်ကြီးကျယ်တဲ့ပွဲကြီးကိုလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီလောက်ခန်းခန်းနားနားကြီးလုပ်ခဲ့တယ်ပေါ့အမြင်နေလဲမျိုးစုံထွက်ပေါ်လာတဲ့ပုံမှာလဲဘာမှမတုံ့ပြန်တော့ပါဘူးဆိုပြီးတော့ဦးအမြင့်ကျူကပြောတာလဲဟာအစည်းအဝေးအဆုံးသက်လေးပေါ့ဗျာနော်ပထမပိုင်းဒီသတင်းစာဖတ်ကြားခြင်းအစည်းအဝေးအဆုံးသက်လေးဘာကတ်တုန်းလေးများရှိမလဲဗျာ အဲ့တော့ကျွန်တော်ဆန်တော်ကျင်းကာတွန်းလေးတစ်ခုတွေ့ထားပါတယ်သူပြောထားတာတော့ဒီ2015ပေါ့ကျွန်တော်နှစ်ကုန်လေးပြင်နေတော့2015ကိုဥတီပြေးနေတာပေါ့ပြေးတာမှဒီမှာတယောက်ကချင်းညာနေပါတယ်တော့ခဏစီးကိနေမျိုးပတ်သက်နေလမ်းပြီးရှည်တန်းနောက်တန်းအပေးယူညစွာနဲ့တေးလာတယ်ခင်ဗျဟောခောက်တယ်ပတ်တယ်လိမ့်နေခင်ဗျအာတပြေးပြေးနဲ့ go area နဲ့နီးကပ်လာပါပြီတဲ့အဲ့တော့သူဖြတ်ကျော်လာတာခောက်တာလိမ့်တာတွေကတော့အကုန်လုံးခွဲစည်းပုံပြင်ဆင်ရေးတို့လေးဘွေးဆိုင်ဆွေးနေရေးတို့ပါအဲ့ဒါလူတွေကတော့ဒါ ပြန်ခေါင်းနေတော့မဲ့ပေါ့ဗျာခေါင်းနေတော့မဲ့တွေ့နေရတာနီးလာတဲ့အချိန်ပေါ့အဲ့ဒါရေးထားတယ်ကျွန်တော်တို့ဒီကာတွန်းတွေပဲဒီပထမပိုင်းစီစဉ်ညီကုန်းချုပ်ဝင်ပြီပေါ့ဗျာဒုတိယပိုင်းကိုဆက်လက်ပတ်ကြားပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာ